အားလုံးပဲမင်္ဂလာပါကောင်းသောနေ့လေးဖြစ်ပါစေ။တားရိုက်ယောဂဆိုတာကမြောက်များစွာသောအကြောင်းတရားများပေါင်းစုံပြီးတော့အကျိုးတရားတွေဖြစ်တဲ့လေပင်ကြည်ဓာတ်တွေတားရိုက်ဟော်မုန်းမူမမှန်တဲ့ပြဿနာတွေဖြစ်လာတာပါ။လေပင်ကြည်ချင်းတာရိုက်မူမမှန်ပြဿနာများဖြစ်တဲ့ hypothyroid yoga တာရိုက်ငမုံနေခြင်းလို့ခေါ်ပါတယ်။ hyperthyroid yoga တာရိုက်ငမုံများခြင်းဟာတနည်းအားဖြင့်ပြောလို့ရှိရင်တော့အကျိုးတရားများဖြစ်ပါတယ်။ အဲ့ဒါဆိုတော့ဘယ်အချက်တွေကအကြောင်းတရားတွေဖြစ်မလဲ iodine မမြတာခြင်း autoimmune ဖြစ်စဉ်များဒါအပြင် infection လို့ခေါ်တဲ့ရောဂါပိုးကူးစက်ခြင်းစေးပွားများနဲ့ supplement များတိုင်ရင်စေးများဒါအပြင်မျိုးရိုးဗီဇာတွေအားလုံးဟာအကြောင်းတရားတွေဖြစ်ကြပါတယ်။ gain ကျွန်တော်နာမည်ဒေါက်တာဖြူမောင်ပါပါ။ကျွန်တော်ကဒီနေ့ thyroid နဲ့ပတ်သက်လို့ video လေးလုပ်ပေးပါမယ်။ဒါကတော့ thyroid ရဲ့အကြောင်းတရားနဲ့အကျိုးတရားကို ချိတ်ဆက်ပြပေးမှာဖြစ်ပါတယ်။အဲဆိုတော့ကျွန်တော်တို့တွေစေကူသားမှုခံယူဖို့အတွက်လောက်ကြတဲ့အချိန်မှာစေကူသားရဲ့ဖြစ်စဉ်တွေဖြစ်တဲ့လေဗင်းကြီးလို့ခွဲရမယ်။သားရိုက်ဟော်မုန်းကအရင်နေလေဟိုက်ပိုသားရိုက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ T4 စေကိုတောက်ရမယ်။ဒါမှမဟုတ်ရင်တချို့တွေက supplement EMG ကိုတောက်ကြတယ်။သားရိုက်ဟော်မုန်းများတဲ့အတွက်ကြောင့် carbamazol, methimazol ကိုဝင်ဆောင်တဲ့အခါမှာ probiotic တွေဆိုတောက်ကြတယ်။ဒါအပြင် radioactive iodine တွေမျိုးကြတယ်။ အဲဒီလိုမျိုးယောဂါတွေဟာတနည်းအားဖြင့်ပြောလို့ရှိရင်မြောက်များစွာသောအကြောင်းတရားတွေကြောင့်ဖြစ်လာတာပါအဲဆိုတော့အကျိုးတရားတွေကတာလေပင်ကြီးတာတွေတာရိုက်ဟုံမှုညားတာတွေငဲတာတွေနဲ့တာရိုက်ကိစ္စတွေဖြစ်ပါတယ်အဲဆိုတော့ဘယ်အချက်တွေကအကြောင်းတရားတွေဖြစ်မလဲနံပါတ်1ကျွန်တော်အစားအသောက်ထဲမှာအိုင်ယိုဒင်းကို emphasize လုပ်ပြီးပြောပါလိမ့်မယ်အဓိကအဖြစ်တော့အသားပေးပြီးပြောပါလိမ့်မယ်ကျွန်တော်တို့ဒီအရင်တော့ကတဘာဝအိုင်ယိုဒင်းကိုလုံလုံလောက်လောက်မစားသုံးတဲ့ကြောင့်တောင်ပေါ်ဒေသတွေမှာ လေ့ဝင်ကြည့်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့တွေကအယုဒင်းစားဖို့အတွက်ကျွန်တော်တို့စီမံချက်တစ်ခုအနေနဲ့အယုဒင်းစားကိုထုတ်လုပ်ခဲ့တယ်။အဲဒါအယုဒင်းစားဆိုတာကစားဖို့ chemical ဓာတုအယုဒင်းသွင်းလိုက်ပြီးတော့ဖြည့်စစ်စားသေးတာပါ။အဲလိုမျိုးဖြည့်စစ်စားစီပြီးနောက်ပိုင်း1924ခုနောက်နောက်ပိုင်းမှာဘာတွေဖြစ်လာလဲဆိုလို့ရှိရင်အာတာရိုက်ရောင်တဲ့ယောဂါဟာရှီမိုတိုတာရိုက်တိုက်တဲ့ဖြစ်တုံတွေတအားမြင့်တက်လာတယ် ဒါမှမဟုတ် Hashimoto's thyroid diet ရဲ့နောက်ဆက်တွဲ hyperthyroid hypothyroid hashitoxicosis တွေယောဂတွေဖြစ်လာကြတယ်။ဒါတွေဟာ chemical iodine တနည်းအားဖြင့်ပြောရင်ဓာတု iodine ကိုအလွန်အကျွံစားလို့ဖြစ်ပါတယ်။နောက်ထပ်မလို့ကျွန်တော်တို့ရဲ့သဘာဝ iodine သဘာဝ iodine ဆိုတာပင်ဆော်တို့တနည်းအားဖြင့်ပြောလို့ရှိရင်ပင်လယ်စားတို့စားချမ်းတို့ကိုလုံလုံလောက်လောက်မစားချင်။ဓာတု iodine များကိုလွန်ကဲစွာစားတော့ခြင်းတို့ကြောင့်လေ တာရိုက်ပြဿနာဖြစ်နိုင်ပါတယ်ဒါနံပါတ်တစ်ချက်ပါတာရိုက်ဟွန်ပုန်းကိုဖြစ်စေသောအကြောင်းချက်ထင်ပါကနောက်တစ်ခုကကျတော့ autoimmune ယောဂါတွေပါ autoimmune ယောဂါဆိုတာကတနည်းအားဖြင့်ပြောရင်ခုခံအားကစင်ကလျာဖြစ်သွားတာပါတနည်းအားဖြင့်ပြောလို့ရှိရင်တော့ H မူတူဖြစ်နေသောခမူးရှူတို့ဖြစ်နေသောကျွန်တော်ရဲ့ခုခံအားဟာတာရိုက်ဟွန်ပုန်းကိုတိုက်ခိုက်ပါတယ်တိုက်ခိုက်တဲ့ antibody တွေက anti-TNF စိတ်စာ antibody anti-TBO anti-thyroglobulin ဒါတွေကတနည်းအားဖြင့်ပြောလို့ရှိရင်တော့ တာရိုက်ကိုတိုက်ခိုက်ပြီးယောဂဖြစ်စီပါတယ်ဒါကအကြောင်းတရားတွေပါတစ်ခါတစ်ခါကြောက်လို့ရှိရင်အကျိုးတရားဖြစ်တဲ့လင်မင်းကြီးတာတွေဟော်မုန်းများတာတွေဟော်မုန်းနည်းတာတွေမရှိခင်မှာအကြောင်းတရားဖြစ်တဲ့ဖြစ်စေသောအကြောင်းတွေဖြစ်တဲ့ NTTPO တွေ NTTSSR တွေ Antithyroglobulin တွေကနှစ်ပေါင်မြောက်များစွာတွေက SOE ကျူပြီးများနေတတ်ပါတယ်ဒီလိုဖြစ်စဉ်မျိုးလည်းရှိပါတယ်ဒါကြောင့်လို့ Antibody ဆိုတာကယောဂမဖြစ်ခင်မှာများနေတတ်တာကိုသတိပြုပေးပါဒါအပြင်ယောဂရဲ့ Infection Viral Infection Viral Infection ဆိုတဲ့ bacterial state virus တွေကြောင့်ရောဂါပိုးကူးစက်ခံရတဲ့အခါလေပင်ရောင်းလာပါတယ်။အဲ့ဒါ thyroiditis လို့ခေါ်ပါတယ်။အဲ့ဒါကြောင့်မလို့လေလေပင်ကြီးတယ် hyperthyroid hypothyroid ဖြစ်နိုင်ပါတယ်။ဒါအမြင်ကျွန်တော်တို့စီးပွားတယ်။နောက်တစ်ချို့စီးတွေကျွန်တော်အဲ့ဒါတော့ကျွန်တော်စာအုပ်ပေါ့နော် thyroid လေးပြဆိုတဲ့စာအုပ်ထပ်ထွက်လာမယ်။အဲ့ဒါမှအထူးချပြောထားပါမယ်။အဲ့ဒါအပြင်ကျွန်တော်တို့ TMG thyroid nitric granulary နော်ပြီးလို့ရှိရင်အမှတ်မတင်တောက်ထားတဲ့တိုင်းစီတွေဒီတိုင်းစီတွေကြောင့်လည်းကျွန်တော်တို့ဒီဟော်မုန်းပြားတာဟော်မုန်းနေတာနဲ့လည်းမြင်ကြည့်တာတွေဖြစ်လာနိုင်ပါတယ် တီဖိုးလဲပါပါတယ်เนาะတချို့တွေကတီဖိုးအလုံးအကျုံသုံးဆက်လို့ရှိရင်လည်းလည်းပဲကြီးလာတတ်ပါတယ်နောက်တစ်ခုက genetic visa ပါအိမ်မှာတာရိုက်ဖြစ်ဘူးလို့ရှိရင်ဒီဘက်မှာလည်းဖြစ်ပါတယ်เนาะတကူမှာလည်းဖြစ်နိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒါက visa ပါအဲ့ဒီအကြောင်းတရားတွေအကြောင်းအကျိုးတရားတွေဖြစ်တဲ့เนาะဒီအကြောင်းတရားတွေကြောင့်ကျွန်တော်ပြောတဲ့အကြောင်းတရားတွေကြောင့်အကျိုးတရားတွေဖြစ်တဲ့လေပင်ကြီးတာတွေဟော်မုန်းနေတာတွေဟော်မုန်းများတာတွေဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တာရိုက်ကအကျိုးတရားနဲ့အကြောင်းတရားကိုဆက်ဆက်ပြတာဖြစ်ပါတယ်။ ဒါအရတော့ကျွန်တော်ရဲ့အခုဒီနေ့ဗီဒီယိုလေးပါကျွန်တော်နာမည်ဒေါက်တာဖြူမောင်ဖြစ်ပါတယ်အခုလို့ပြည်သက်ကို educate လုပ်ပေးနေတဲ့အပြင်ကျွန်တော်က head advisor တရားအနေနဲ့ကျန်းမာရေးဆွေးနွေးပေးတဲ့အလုပ်ကိုလည်းလုပ်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေကျွန်တော်နာမည်ဒေါက်တာဖြူမောင်ပါပါ